အားလုံးပဲမင်္ဂလာပါခင်ဗျာ ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါကောင်းချင်းများစွာနဲ့သူမရဲ့လက်ဝါးပြင်ကဘာတွေထူးခြားနေပါသလဲသူမရဲ့လက်ဝါးပြင်ကနံပါတ်1လက်အသားရည်နူးညံ့ပြော့ပြောင်းခြင်းနံပါတ်2ဂျိုးခုံများပြေးပေါင်းနေခြင်းနံပါတ်3အပြစ်ကင်းစင်တဲ့လမ်းကြောင်းတွေနဲ့အဲ့ဒီလမ်းကြောင်းတွေရဲ့တည်ရှိပုံကောင်းမှုနေခြင်းနံပါတ်4လက်အသားရောင်ကပန်းရောင်ဖြစ်ပြီးပထမဒဏ်အဆင့်ဝင်ခြင်းလို့ပဲဖြစ်ပါတယ် ဒီလိုလက်ဝါပိုင်ရှင်တွေဟာလူပြည်ကိုတတိအဖြစ်လူစည်းစိမ်ခံစားဖို့သာသနာပြုဖို့ရောက်ရှိလာတဲ့သူတွေဖြစ်ပါတယ်။လောကဒဏ်ရဲ့ရိုက်ပုတ်မှုတွေကိုလည်းအနည်းငယ်လောက်ခံစားရပြီးတော့တောကကင်းကင်းနဲ့နေနိုင်ကြပါတယ်။ပင်ပင်ပန်းပန်းမလို့ရပဲနဲ့ပိုးစားတာကောင်းချင်းကိုလည်းခံစားကြရမှာဖြစ်ပါတယ်။နောက်ထပ်လက်ဝါပြင်တစ်ခုမှာရောဘာတွေထူးထူးခြားခြားရှိနေမလဲ။ဒီအမှတ်သားနဲ့ပြထားတာကတော့ဆော်လမွန်လက်စွပ်နှစ်ကွင်းထပ်ပဲဖြစ်ပါတယ်။ဆရာဖြစ်အမှတ်သားဖြစ်ပါတယ်။သူရဲ့ညာလန်းကြောင်းက၃ကြောင်းပြိုင်နေပါတယ်။ ဒါကတော့ညံကောင်းပြီးငွေရေးကြေးရေးမခက်ခဲခြင်းကိုပြဆိုနေပါတယ်။နှလုံးလန်းချောင်းကပါနှစ်ထပ်ရှိနေပြီးတော့ကြာသာပလေးဂျိုခုံမှာသုံးချောင်းဖြာထွက်နေပါတယ်။ဒါကတော့စိတ်ကောင်းနှလုံးကောင်းရှိသူနှလုံးလားပိုင်ရှင်ဖြစ်ကြောင်းကိုပြဆိုနေပါတယ်။အနီရောင်အလံပုံလေးနဲ့ပြထားတာကတော့အောင်မြင်လန်းချောင်းဖြစ်ပြီးအိုကန်ကောင်းခြင်းကိုခံစားရမှာဖြစ်ပေမဲ့လည်းအဖြတ်မြင့်နှစ်ချောင်းကြောင့်အသက်ကြီးကမှပြဿနာတချို့ကိုဖြေရှင်းရဖွယ်ရှိပါတယ်။ဘီယမတ်သားနဲ့ပြထားတဲ့အသက်လန်းချောင်းက၄တောက်ကွက်ကတော့ အချုပ်နောက်ခံရတက်ခြင်းကိုပေါ်ပြတဲ့အမှတ်အသားဖြစ်ပါတယ်။စီအမှတ်အသားနဲ့ပြထားတဲ့နှလုံးလမ်းကြောင်းညံလမ်းကြောင်းကနီးကပ်နေခြင်းဒီအမှတ်အသားနဲ့ပြထားတဲ့ညံလမ်းကြောင်းအလယ်ကခြိုက်ဝင်နေခြင်းတွေကြောင့်ကျင်းချိန်စဉ်စားတွေးခေါ်မှုမှာအာနယ်သွားပါလိမ့်မယ်။ဤအမှတ်အသားကတော့ခရီးသွားလမ်းကြောင်းကအသက်လမ်းကြောင်းကို ကြက်ချေလို့ထင်ရတဲ့အမှတ်နဲ့တိဆက်နေခြင်းမှဖြစ်ပါတယ်။ဒါကတော့အသက်အန္တရာယ်ကြာရောက်တတ်ပါတယ်။ နောက်ပြီးသူ့ရဲ့ဂျိုခုံတွေကအားနည်းနေတဲ့အတွက်သူပိုင်ဆိုင်ထားတဲ့ကောင်းတဲ့အမတ်သားတွေကယာနှုံးပြေအကျိုးမပေးတော့ပါဘူး။လက်အယောင်ကလည်းဒုတိယဒန်းစားလောက်တာဖြစ်တဲ့အတွက်ကြောင့်အကောင်းတွေကိုလျှော့ပြီးပြောရမှာဖြစ်ပါတယ်။ဒါကြောင့်လက္ခဏာကအမတ်သားဘလောက်ကောင်းကောင်းဂျိုခုံတွေနဲ့လက်အယောင်လက်ရည်စာမကောင်းရင်လည်းထင်သလောက်အကျိုးမဖြစ်ထွန်းတတ်ပါကြောင်းကိုဗဟုသုတအဖြစ်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။လောက်ဝပြင်ပေါ်မှာတွီးကံအမှတ်သားတွေအများကြီးရှိပါတယ် ယူခုံတွေအလိုက်ရှိတတ်သလိုလောက်ဝါပြင်ရဲ့နေရာအမျိုးမျိုးတွေမှာတွေ့ရနိုင်ပါတယ်။ကောင်းတဲ့အမှတ်သားတွေရှိသလိုမကောင်းတဲ့တွီးကန်အမှတ်သားတွေလည်းရှိပါတယ်။ဒီလိုများပြားလာတဲ့တွီးကန်တွေထဲမှာမှထူးခြားတဲ့တွီးကန်အမှတ်သား၃ခုရဲ့ဆက်ဆက်ပုံနဲ့တူတလူလူနဲ့မတူညီတဲ့အကြောင်းအရာလေးတွေကိုတင်ပြလိုပါတယ်။လောက်ဝါပြင်ရဲ့အလဲအင်္ဂါလွင်ပြင်သို့မဟုတ် Yahoo လွင်ပြင်နေရာမှာတွေ့ရတဲ့တွီးကန်နဲ့ပတ်သက်ပြီးလေ့လာတဲ့အခါမှာအသက်လမ်းကြောင်း၊ကံလမ်းကြောင်း၊အောင်မြင်လမ်းကြောင်း၊ကျမ်းမာရေးလမ်းကြောင်း စတဲ့လမ်းကြောင်းတွေပူပေါင်းဖွဲ့စည်းဖြစ်ပေါ်လာတဲ့တွေးကံကိုတွေးရပါတယ်။ဒီတွေးကံတွေကိုအကျန်းအားဖြင့်၈မျိုးလောက်ခွဲခြားထားပါတယ်။ဒီလိုခွဲခြားထားတဲ့တွေးကံတွေထဲကမှအောင်မြေလမ်းကြောင်းကိုအခြေခံတဲ့တွေးကံအမှတ်သား၃မျိုးအကြောင်းကိုတင်ပြလိုပါတယ်။ပထမအဦးဆုံးတွေးကံကတော့ငွေကြေးတွေးကံပဲဖြစ်ပါတယ်။ဒီတွေးကံကိုတော့လက်ဘွားပြင်ရဲ့အလဲအသက်လမ်းကြောင်းနဲ့မပတ်သက်ပဲနဲ့အောင်မြေလမ်းကြောင်း၊ဦးကောင်းလမ်းကြောင်းနဲ့အသက်လမ်းကထွက်ပေါ်တဲ့ကံလမ်းကြောင်းတို့ကိုအခြေခံပြီးတွေးရတဲ့တွေးကံဖြစ်ပါတယ်။ဒီအခြေအနေက အသက်လမ်းကြောင်းနဲ့ထိဆက်ခြင်းမပါဘူးလို့အကျဉ်းအားဖြင့်ပြောနိုင်ပါတယ်။သူကိုငွေကြေးဆိုင်ရာကိစ္စရပ်တွေမှာအလွန်ကောင်းတဲ့အမတ်အသားဖြစ်အတိမတ်ပြုတာများပါတယ်။ကိုယ့်ရဲ့ကာယအာမပါဘဲနဲ့လလွယ်ရတဲ့ကံတရားကြီးဆိုးတဲ့အခြေအနေကိုပြတဲ့အမတ်သားဖြစ်ပါတယ်။အမွေရတာမျိုး၊ဒီပေါက်တာမျိုး၊အလောက်ကန်တခုခုမှမထင်မှတ်အောင်ပေါက်ပြီးချမ်းသာတာမျိုး၊ဘယင်က သူကောင်းပြုတာမျိုး၊ငွေဖွားစဉ်ကပဲချမ်းသာပြီးအမွေများစွာရရှိမဲ့မိသားစုကနေပေါက်ဖွားလာသူမျိုးစသဖြင့် ောင်းခြင်းအမျိုးမျိုးနဲ့ကံကောင်းတဲ့သူဖြစ်ပါတယ်။သူပါပဲလှုပ်လှုပ်ငွေရတတ်ပါတယ်။ငွေကြီးဆိုင်ရာလုပ်ငန်းတွေမှာအောင်မြင်တဲ့သူတွေ၊ဗန်လုပ်ငန်းရှင်တွေ၊ငွေကြီးစီမံတဲ့သူတွေစသဖြင့်လုပ်ငန်းများစွာမှာအောင်မြင်နေတတ်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်ဒီအမတ်သားကိုငွေကြီးတရိကံဖြစ်မှတ်တမ်းတင်ထားပြီးဒီလိုစင်တူတဲ့အမတ်သားလက်ဝါးပြင်မှာပါလာခဲ့ရင်တော့ငွေကြီးလုပ်ငန်းတွေမှာတိုးတက်ပြီးလက်မှာငွေမပြတ်ဖြစ်နေပါလိမ့်မယ်။တခုတော့ရှိပါတယ်ဒီတွီးကံကိုပြက်စီတဲ့စနေလက်စွပ်စသဖြင့်မကောင်းတဲ့အမှတ်သားတွေပါနေမလားဆိုတာကိုတော့စစ်ဆေးဖို့လိုပါတယ် နောက်တစ်ခုကတော့မဟာတူရိကံပဲဖြစ်ပါတယ်။ဒီတူရိကံကိုတော့ငွေကြေးတူရိကံနဲ့ဆင်တူတယ်လို့ထင်ရပေမဲ့အသေးစိတ်ကြည့်ရင်မတူပါဘူး။လက်ဝါပြင်ရဲ့အလဲအသက်လမ်းကြောင်းနဲ့မပတ်သက်ပဲနဲ့အောင်မြေလမ်းကြောင်းညံလမ်းကြောင်းနဲ့ဘုဒ္ဓဂူခုံကအသက်လမ်းကြောင်းနဲ့မထိပဲနဲ့ဆင်းလာတဲ့ကျမ်းမာရေးလမ်းကြောင်းတို့ကိုအခြေခံပြီးတွေ့ရတဲ့တူရိကံဖြစ်ပါတယ်။ဒီမဟာတူရိကံပါရင်အရေးကြီးတဲ့အချက်ကတော့ကျမ်းမာရေးလမ်းကြောင်းကပေးတဲ့မကျမ်းမာစေတဲ့မကောင်းတဲ့အကြောင်းတွေပြည့်စည်စေတတ်တာဖြစ်လို့ကျမ်းမာရေးကောင်းစေပါလိမ့်မယ်။ဘဝမှာ ူတစ်ပါးကဆရာခေါ်ရမဲ့သူဖြစ်ပါတယ်။အတတ်ပညာပိုင်းစာပေပိုင်းမှာကြော်ကြားတတ်ပါတယ်။တကယ်လည်းတတ်ပါတယ်။သူ့ရဲ့ပညာသူ့ရဲ့အတွေးခေါ်တွေအရေးချင်းတွေကသူ့ဘဝအတွက်မပူပင်ရတဲ့အဥ္စာကိုရှာပေးပါလိမ့်မယ်။ချမ်းသာခြင်းအောင်မြင်ခြင်းတွေကိုဖြစ်ပေါ်စေတဲ့မဟာတွီးကံပဲဖြစ်ပါတယ်။နောက်တွီးကံတစ်ခုကတော့လက်ယုံရည်တွီးကံပဲဖြစ်ပါတယ်။ဒီတွီးကံကိုတော့လက်ဖွာပြင်ရဲ့အလဲအသက်လမ်းကြောင်းညံလမ်းကြောင်းနဲ့အသက်လမ်းကိုဖြတ်ထွက်လာတဲ့ကံလမ်းကြောင်းတို့ကိုအခြေခံပြီးတွေးရတဲ့တွီးကံဖြစ်ပါတယ်။ အသက်လမ်းကြောင်းနဲ့တိဆက်ပြီးဖြစ်ပေါ်တဲ့တွီးကံလို့မှတ်သားရပါတယ်။ဒီတွီးကံပါရှိတဲ့သူကတော့မိမိရဲ့ကာယကိုအခြေခံပြီးဘဝမှာတိုးတက်ခြင်း၊ကျန်းသာခြင်း၊ကြော်ကြားခြင်းတို့ကိုရရှိမဲ့သူလို့ပြောရမှာဖြစ်ပါတယ်။လက်ဝိထိုးတတ်တဲ့သူတွေ၊ကာယပလမောင်တွေ၊တိုင်းပညာရှင်တွေ၊ပန်းဆယ်မျိုးပညာရှင်တွေစားတဲ့ကာယအားကိုအခြေခံတဲ့ကြော်ကြားခြင်းတွေကြောင့်ဘဝတသက်တာမှာစားမကုန်၊သုံးမကုန်အောင်ကျန်းသာခြင်း၊နာမည်ကြော်ကြားခြင်း၊ဂုံတူးဆောင်ဖြစ်ခြင်းတို့ကိုရရှိခံစားရမယ်။ လက်ဝါးပြန်အမျိုးအစားတွေပဲဖြစ်ပါတယ်။ဒီလက္ခဏာမျိုးအတွက်ကတော့၄တောက်လက်ပုံစံဖြစ်ခဲ့မယ်ဆိုရင်ပိုပြီးကောင်းမွန်သူဖြစ်ပါတယ်။ဒီလိုထူးခြားတဲ့တွီးကံအမျိုးအစားတွေပါရှိပေမဲ့လည်းလက်ပုံစံလက်ရည်စာနဲ့ကောင်းတဲ့အမတ်အသားတွေကိုပြက်စီးစေတဲ့အကြောင်းအရာတွေကိုတွေးရရင်တော့ဒီကောင်းတဲ့အမတ်အသားတွေကအကျိုးပေးရောလာတတ်ပါတယ်။တချို့ဆိုရင်အကျိုးတောင်မပေးတော့တာကိုတွေးရပါလိမ့်မယ်။ဇိုးအားကကောင်းအားကိုပုံလန်းသွားတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုတွီးကံပါရှိခဲ့ရင်တော့ လက်ပုံစံလက်ရည်စာနဲ့ကောင်းတဲ့အမှတ်အသားတွေပါလာခဲ့မယ်ဆိုရင်တော့ပူပြီးအကျိုးပေးထပ်တန်တာကိုတွေ့ရပါလိမ့်မယ်အချစ်ရည်အိမ်ထောင်ရည်ဆိုတဲ့နယ်ပယ်ကအလွန်ကျယ်ပြန့်ပါတယ်လူသားတို့ရဲ့ဝမ်းနဲ့ဝမ်းသာမှုရည်မောင်းကိုကြွေးမှုတွေဟာအဲ့ဒီအချစ်ရည်အိမ်ထောင်ရည်ကြောင့်အများဆုံးကြုံကြရပါတယ်ဒီကနေ့မှာတော့အချစ်ရည်အိမ်ထောင်ရည်နဲ့ပတ်သက်တဲ့အမှတ်အသား6မျိုးကိုမျှဝေပေးပါမယ် နံပါတ်1လက္ခဏာကတော့ရှည်လျားတဲ့နှလုံးလန်းချောင်းကလက်ညှိုးအောင်နေရာကစပါတယ်။ဒါကတော့မေတ္တာတရားအလွန်ကြီးမားလုံးသူဖြစ်ပါတယ်။အချစ်ကိုကိုးကွယ်တဲ့သူအချစ်နဲ့အသက်ရှင်တဲ့သူဖြစ်ပါတယ်။သူက ချစ်မိပြီဆိုရင်လည်းမျက်ကံတယောက်လိုမျိုးဖြစ်သွားတတ်ပါတယ်။အချစ်ကြီးလုံးသူပြီပြီအတ္တကြီးပြီအမျက်လည်းကြီးတတ်ပါတယ်။တခြားသောကံစားတာလက္ခဏာတွေညံ့ပြီးသူတို့ရဲ့အိမ်တော်ဘက်ကပါသစ္စာမဲ့သွားမယ်ဆိုရင်တော့အဲ့ဒီလူမျိုးကဘဝပါပြတ်သွားတတ်ပါတယ်။နံပါတ်2လက္ခဏာကတော့ လက်ညိုးနဲ့လက်ကလေးကြားကနေပြီးစတဲ့နှလုံးလမ်းကြောင်းဖြစ်ပါတယ်။သူကတော့ချစ်တတ်ပါတယ်။သူ့ရဲ့အချစ်မှာစီကံလည်းရှိပါတယ်။သစ္စာရှိပြီးမြတ်တစွာလည်းချစ်တတ်ပါတယ်။နှလုံးသားရေးနဲ့အသိဉာဏ်အသုံးပြုစရာတွေကိုခွဲခြားပြီးသိပါတယ်။ချစ်ချင်းရဲ့နောက်ကတာဝန်ယူမှုတာဝန်ခံမှုတွေကိုလည်းသိပါတယ်။ဒီလိုလမ်းကြောင်းမျိုးရှိတဲ့သူနဲ့အိမ်တော်ပြုရမယ်ဆိုရင်တော့အထူးပဲကံကောင်းကြပါလိမ့်မယ်။ဒါပေမဲ့နှလုံးလမ်းကအောက်ဘက်ကိုလမ်းကြောင်းမြင်ကလေးဖြာပြီးဆင်းနေမယ်ဆိုရင်တော့ စမ်းပွင့်လုံးပြီးခြေရှုပ်သူလို့ထင်ခံရတတ်ပါတယ်။နံပါတ်3ကတော့နှလုံးလမ်းကြောင်းက လက်ခလေအောက်ကစနေခြင်းပဲဖြစ်ပါတယ်။သူကတော့တကိုယ်ကောင်းစမ်းပြီးအချစ်ကိုအလေးနက်မထားတတ်ပါဘူး။ဒီလိုလူမျိုးတွေကအချစ်ကိုစိန်ခံစရာအဖြစ်ပဲမှတ်ယူတတ်ပါတယ်။တဏှာရာဂကိုပဲရှေ့တန်းတင်တတ်တဲ့အတွက်ကြောင့်သူတစ်ပါးတည်းရဲ့ကာမပိုင်လင်ကာမပိုင်မယားများကိုတောင်ပြစ်မစော်ကားမိတတ်ကြပြီးအချစ်ကိုငွေနဲ့ရောင်းစားတတ်ကြပါတယ်။ဒီလိုလမ်းကြောင်းမျိုးရှိတဲ့သူတွေကိုတော့အဲဒီတော့ဖက်မရွေးချယ်တင်ပါဘူး။ ဒါပေမဲ့ညာလန်းချောင်းကောင်းတဲ့သူတွေဖြစ်နေမှဆိုရင်တော့စန္ဒကိုတိတ်ခါနဲ့ထိန်းတဲ့အတွက်ကြောင့်ထင်သလောက်တော့မစိုးတတ်ပါဘူး။နံပါတ်၄လန်းချောင်းကတော့နှလုံးလန်းချောင်းမှာကျုံးခံနေခြင်းပဲဖြစ်ပါတယ်။ယဝစပါးစည်းတွေလိုရှည်မျောမျောကျုံးခွက်တွေကိုဆိုလိုပါတယ်။သူကတော့ချစ်သူအိမ်တော်ဖတ်အတွက်ခံစားကြည်ကွဲဝမ်းနေရတတ်ပါတယ်။ဒီအမတ်သားတစ်ခုလောက်ဆိုရင်ပဲအရန်ကိုခံစားရတတ်ပြီးနှစ်ခုသုံးခုလောက်အထိရှိနေမှဆိုရင်အချစ်နဲ့ဝေးတဲ့လူ့ဘဝကြောင်ကိုစွန့်ပြီးသာသနာပောင်ကိုအပြီးပိုင်ထွက်ခွာသွားသင့်ပါတယ်။ နံပါတ်5ကတော့နှလုံးလမ်းကြောင်းပြတ်တောက်နေခြင်းပဲဖြစ်ပါတယ်။ချစ်သူအိမ်တော်ဘက်နဲ့ဒီခွဲရှင်ခွဲပြရတတ်ပါတယ်။မုတ်ဆိုးဖို့မုတ်ဆိုးမနဲ့တခုလက်အများပြားဟာဒီလိုအမှတ်သားပါရှိတဲ့သူတွေဖြစ်နေတတ်ကြပါတယ်။ပြတ်တောက်သွားတဲ့နေရာပုံမူတည်ပြီးကွဲမဲ့ပုံတွေလည်းအမျိုးမျိုးကွဲလဲတတ်ပါသေးတယ်။နောက်ဆုံးနံပါတ်6ကတော့နှလုံးလမ်းကြောင်းအစကနှခွသို့မဟုတ်၃ခွနဲ့စပါတယ်။သူကတော့ချစ်ခင်တတ်တယ်၊ဟောရွေစွာနဲ့နေထိုင်တတ်တယ်၊လူချစ်လူခင်များပြီးစားလဲပွင့်တတ်ပါတယ်။ သူ့အကျိုးကိုအကျိုးကိုမြတ်တစွာနဲ့တွေးခေါ်တတ်ပါတယ်အချစ်ရဲ့အိမ်တော်ကြီးမှလည်းကိုယ်တိုင်ရောလက်တွဲဖို့ရောနှစ်ယောက်စလုံးအဖက်ဖက်ကနေပြည်စုံကောင်းမွန်စေပါတယ်အောက်ဖက်ကိုဒိုးဆိုင်ဆင်းသွားတဲ့လမ်းခွဲတစ်ခုကညံလမ်းနဲ့အသက်လမ်းကိုဖြတ်ကျော်ပြီးအင်္ဂါဂျိုးခုံအထိကိုရောက်နေမှဆိုရင်တော့ချစ်သူအိမ်တော်ဘက်တွေနဲ့အဆိုးရွားဆုံးခွဲခွာရတတ်ပါတယ်လက္ခဏာကြီးတဲ့နေရာမှာကြားဖြစ်စေမဖြစ်စေဘယ်လက်ထက်ညာလက်ကပိုရေးကြီးပါတယ် နှလုံးလမ်းကြောင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ကုန်နိုင်မှာမဟုတ်ပါဘူး။နောက်အရင်သိရင်ထပ်တင်ပေးပါဦးမယ်။အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။